တချို့အမျိုးသားတွေကလည်းအာကိုယ့်အမျိုးသမီးပေါ်ဖောက်ပြန်ပြီးသွားလို့ရှိရင်ငါအမျိုးသမီးကအာငါပေါ်မဖောက်ပြန်တော့ပါဘူးလို့တွေးတတ်တယ်။ဒါပေမဲ့ခုနပြောသလိုအမျိုးသားနဲ့အမျိုးသမီးမှာအမျိုးသားကအရင်စဖောက်ပြန်လို့ရှိရင်အဲ့ဒီဖောက်ပြန်ခံရတဲ့အမျိုးသမီးကပြန်ပြီးဖောက်ပြန်တယ်ဆိုတာရှားတယ်။တကယ်တမ်းအမျိုးသားတွေလှုပ်လို့ရတယ်လို့အမျိုးသမီးတွေလည်းလှုပ်လို့ရတယ်ဒါပေမဲ့မလှုပ်ဘူးဘာလို့လဲသိလား။ ဒီအမျိုးသားတွေအနေနဲ့ကကြတော့သူတို့အတွက်5မိနစ်10မိနစ်စာလောက်ဒီအာသာဖြေလိုက်တဲ့ကိစ္စကတဘွားလုံးမဟုတ်ဘူးဆိုပေမဲ့အမျိုးသမီးတွေအတွက်ကကြတော့အဲ့ရဘွားကိစ္စကကြတော့တဘွားလုံးတွေဖြစ်သွားပြီသူတို့ချစ်တဲ့ယောက်ျားသူရတဲ့တလုံးနေတဲ့ယောက်ျားကိုပဲသူခန္ဓာကိုယ်ကိုပေးဆက်ခြင်းနဲ့အအဖြစ်တည်းရှိနေနောက်ပြီးအမျိုးသားတွေကကျတော့ဒါကိုသမစ္စာရေတောက်လို့ပဲဖောက်ပြန်နေဆိုတာဘာမှမဟုတ်ဘူးလို့အတတ်မှတ်ထားတယ်မြဲအမျိုးသမီးတွေက အဲ့အရာပေါ်မှာအရင်ကြီးမားတယ်။ဟိုဒီဖောက်ပြန်နေကြဟိုသမင်းစားရေတောက်အမျိုးသမီးတွေလည်းရှိပါတယ်။ဒါကတော့ခုနပြမိတ်မကောင်းတဲ့မပါဘူးလေ။တကယ်မိတ်မကောင်းတွေကတော့ဒီဖောက်ပြန်တဲ့ကိစ္စဆိုတော့ကသူတို့အတွက်အရင်ကြီးမားလွန်းတယ်။အဲ့တော့အာလှုပ်ချင်ရင်လှုပ်လို့ရတယ်အမျိုးသားတွေလို့လေ။ဒါပေမဲ့မလှုပ်ဘူး။ခလေးတွေရဲ့မျက်နှာကိုကြည့်တယ်။တချို့အမျိုးသားတွေကလည်းကိုကိုကိုအရင်ထင်ကြီးရဲ့။ငါကငါမိတ်မပေါ်ဘလောက်ပဲဖောက်ပြန်ဖောက်ပြန်။ ဒီမိမငါဘာမှလက်မလုပ်ဘူးငါဘာလို့လို့သူငါငါဘယ်ချင်းပြန်လာလာသူလက်ခံတယ်အဲ့လိုလက်ခံတိုင်းဖောက်ပြန်ကြီးဆိုရင်တော့လူဆိုတာကအတိုင်းအတာတစ်ခုရှိတယ်လीတီးခံတယ်ဆိုတာကလေခုနပြောသလိုအမျိုးသမီးတွေကဒီဖောက်ပြန်တဲ့အမျိုးသားကိုခဏခဏပြန်လက်ခံတယ်ဆိုတော့သူတို့ကသူတို့စွန့်လွတ်လိုက်တာသူတို့ကသူတို့တေလူဖြစ်တတ်မှတ်လိုက်တာဒီအမျိုးသားကိုချစ်လွန်းလို့တော့မဟုတ်ဒီအမျိုးသားကမစွန့်လွတ်နိုင်တော့မဟုတ် သူတို့ရဲ့ကြားထဲမှာဒီအမျိုးသားနဲ့အမျိုးသမီးရဲ့ကြားထဲမှာဖြစ်မရတဲ့ကျိုးတွေအာထောက်เสียမျက်နှာလေးရှိနေလို့တာသူပါလို့လို့ခွင့်လွတ်ပြီးတော့စပ်ပေါင်းနေတဲ့အမျိုးသမီးတွေအများကြီးရှိတယ်။အဲ့တော့ခဏပြောသလိုပဲအာဒီကျမချစ်တဲ့အမျိုးသားမှာအိမ်ထောင်ရှိတယ်ကျမကိုတကယ်ချစ်နိုင်လားဆိုလဲသူကပိုတောင်စိုးသေးတယ်နော်။မမေအဲ့လိုခဏခဏလာမေးမမေဖြေနေကြအတိုင်းပဲပြန်ဖြေမယ် အမျိုးတမီအကြီးထက်နှစ်ဆပြန်ခံရမယ်ပထမတစ်ခေါက်လဲပူလောင်ရမယ်ဒုတိယသူ့ကိုရပြီးလိုက်ရင်လဲပူလောင်ရမယ်ပထမတစ်ခေါက်ကပါလဲသူ့မယားကြီးနဲ့ပေါင်းနေစဉ်ခါလာတွင်မှာကိုနဲ့ခိုးတွေးရတယ်ခိုးအိတ်ရတယ်အရာကြီးကပူလောင်တယ်ဘာလို့ဆိုပေါ်တင်မဟုတ်ဘူးလေခိုးစားခိုးလုပ်နေရတဲ့အရာကလူမြင်သွားမှလည်းစိုးတယ်အဲ့ဒီပူလောင်မှုကြီးဟာသူ့မိမနဲ့ဘာလို့နေပြီလဲငါဘာလို့မဆက်တွေ့ဆိုလဲပူလောင်မှုတစ်ခုကဲသူ့ကိုရသွားပြီဆိုရင်လဲငါပုံမှန်များထပ် ဖောက်ပြန်မလားဆိုတော့ပူလောင်မှုမျိုးနှစ်ခုခံစားရမယ်အဲ့တော့ဖောက်ပြန်ခံရတဲ့အမျိုးသားရှောင်း